ကျွန်တော်ပြည့်တဲ့ချင်းမင်္ဂလာပါရှင့်အရေးသမြမှတ်စုများကဏ္ဍလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ဒေါက်တာစိတ်ပါဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့တယောက်တည်းအထီးကျန်မဆန်အောင်ဘယ်လိုနေမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ် အထူးကျန်နေဆိုတဲ့ခံစားချက်ဟာလူတိုင်းလူတိုင်းတနေ့မဟုတ်တနေ့မှာကြုံတွေ့ရတဲ့ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။အထူးကျန်နေဆိုတော့တနည်းအားဖြင့်ဝမ်းနည်းတဲ့ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။ depression လို့ခေါ်တဲ့စိတ်ကြတဲ့ခံစားချက်နဲ့လည်းအနည်းငယ်နှီးနှောပတ်သက်နေနိုင်ပါတယ်။အဲ့တော့အထူးကျန်နေဆိုတဲ့နေရာမှာတယောက်တည်းရှိတာအထူးကျန်တာလားဆိုတာမေးစရာဖြစ်လာပါတယ်။ချို့တွေလည်းကြုံမှုကြမှာလူတွေအများကြီးကြားထဲမှာတကယ်ချင်းအပေါင်းအသင်းတွေအများကြီးကြားထဲမှာမာတော့နေရက်နဲ့အထီးကျန်လိုက်တာငါတောက်တဲ့ဖြစ်လိုက်တာဆိုတဲ့ခံစားချက်မျိုးကိုကြုံမှုကြမှာပါ ဒါကိုကြည့်ချင်ရတဲ့အထီးကျန်တယ်ဆိုတာတယောက်စဲရှိချင်းလူအများကြီးနဲ့ရှိချင်းနဲ့မသက်ဆိုင်ပဲနဲ့ကိုယ့်ရဲ့စိတ်တွင်းကခံစားချက်ကိုပဲကြီးပဲလို့ဆိုလိုတာပါဒါကြောင့်မလို့အထီးကျန်ဆန်တယ်ဆိုတာဒီကိုယ့်ရဲ့ ခံစားချက်ပေါ့ဒီနေ့ပတ်ဝန်းကျင်မှာနေထိုင်ရခြင်းဒီကိုအဆင်ပြေတယ်နေရတတောင်တတာဖြစ်တယ်ကိုပျော်ရွှင်နေတယ်ဆိုရင်အထူးကျန်တဲ့ခံစားချက်ကိုခံစားရမှာမဟုတ်ဘူးအဲ့တော့သိန်းတရံနေအများကြီးကြားထဲမှာနေတဲ့အခါကျရင်သူတို့တွေနဲ့ကိုကမသိဘူးလာရောညီထွေမှုမရှိဘူးအဲ့ခါမျိုးမှာလဲလူတွေအများကြီးရှိရတဲ့စိတ်တွေကအထူးကျန်တဲ့ခံစားချက်ကိုခံစားရတယ်နောက်တစ်ခုကတော့အရင်ရှိရဗီဒီယိုလေးတွေမှာလဲပြောဝေးခဲ့တယ်လို့ပဲမိသားစုနဲ့ဝေးရဲ့ အရက်ဒေတာတွေမှာနေရတယ်ကိုနေနေရဲ့ဒေတာကနေပြီးတခြားဒေတာကိုပြောင်းပြီးတော့အလုတ်ကန်ရနေရတဲ့အခါမျိုးမှာဆိုရင်လည်းအထူးကျန်တဲ့ခန်းစားချက်ကိုခန်းစားရပါတယ်အဲ့တော့ကိုနေထိုင်နေကြ routine တွေပြက်ပြီးတော့ကိုဒီ comfort zone တွေကနေထွက်လိုက်ရတဲ့အခါမျိုးမှာဒီအထူးကျန်တဲ့ feeling မျိုးကိုခန်းစားရတာပဲဖြစ်ပါတယ်အဲ့တော့အထူးကျန်ရင်လူရဲ့စိတ်ပိုင်းဆိုင်ရာမှာရုပ်ပိုင်းဆိုင်ရာမှာ impact တွေရှိလာတယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာမှာတော့အလုံးသိတဲ့အတိုင်းပဲဝမ်းနေတယ်အားငယ်တယ်မပျော်ရွှင်တော့ဘူးကိုယ့်ရဲ့ daily activity တွေလည်းတိတ် enjoy မလုပ်နိုင်တော့ဘူးဒါဒီ depression လို့ခေါ်တဲ့စိတ်ကြောက်ဝေဒနာရဲ့လက္ခဏာ ခဏလေးနဲ့သွားတူတယ်။ပြီးရင်စိတ်ဖိစီးမှုများရင်ဖြစ်တတ်တဲ့ချို့ခံစားချက်တွေဖြစ်တဲ့ဘိုက်အောင်နာမျိုးတို့ပြည့်ခါကြအဓိကအထီးကျရင်ခန္ဓာကိုယ်အတွက်ဖိစီးမှုဖြစ်တာပဲလေ။ဖိစီးမှုဖြစ်တဲ့ stress hormone တွေထွက်ပြီးတော့လူက stress ကဲ symptom တွေဖြစ်တဲ့ခုနပြောတဲ့ဘိုက်အောင်နာတွေကိုယ်လေးလက်တွေကြိုက်ခဲတာတွေညာပဲအိတ်မပြောတာတွေထီးကျတဲ့ကာလတွေအရန်ရှည်ကြပြီး immediate ဆိုးဝါးလာတဲ့အခါကျကိုယ့်ကိုယ်ကိုဆူဆိုက်လုပ်တဲ့အထိပြင်းထန်ဆိုးဝါးတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်နှလုံးသားလေးအထီးကျမဆန်အောင် ဘလုံနေထိုင်ပြုမှုပါမလဲဆိုတာသိထားဖို့အင်မတန်အရေးကြီးပါတယ်။ Okay ဒါဆိုရင်အထီးကျမဆိုင်အောင်ဘလုံနေကြရမလဲ။ပရမောဆုံးအချက်နဲ့ဟာကိုကိုကိုအလုံးညာနေအောင် busy ဖြစ်နေအောင်ဒီခုမဟုတ်ဒီခုနဲ့အာရုံလွှဲထားဖို့အရေးကြီးပါတယ်။အဲ့တော့ကိုကဘလုံနေပျော်တက်လဲဆိုတာကိုကိုကိုသိဖို့လိုပါတယ်။အပေါင်းအသင်းတွေနဲ့ဟန်နာလောက်ရတာကိုပျော်တာလားအပြင်ထွက်ရမှာပျော်တာလားအဲ့တော့အပြင်ထွက်ရမှာပျော်တာတော့ဟုတ်တယ်။တကယ်ချင်းနေနေတွေးရမှာပျော်ရတော့ဟုတ်တယ်။ဒါပေမဲ့စိတ်တော့ကဒဘလုံးမှာနေ့တိုင်းတွေးနေလို့မရဘူး။အဲ့တော့ဘယ်နေ့မှာတော့တွေးမယ်။ဘယ်နေ့မှာတော့တကယ်ချင်းနေနေတွေးမယ်လို့သတ်မှတ်ထား။ ဟုတ်ပြီဒါဆိုရင်တကယ်ချင်းနေနဲ့မတွေ့ရနေကြရင်ငါဘာလုပ်မလဲပေါ့အဲ့တော့ကိုဒီအိမ်မှာနေတဲ့အခါမျိုးမှာလေကိုအိမ်တွင် activity လေးတွေရှိဖို့လိုပါတယ်အဲ့တော့ငါအိမ်ကရှုပ်ပွားနေတဲ့ငါအခန်းရှုပ်ပွားဒီနေ့တော့အခန်းတန်ရှင်းလေးလှုပ်လိုက်မယ်အိမ်တန်ရှင်းလေးလှုပ်လိုက်မယ်ဒီလိုလှုပ်ချင်အားဖြင့်ကိုကတန်ရှင်းလှုပ်ရင်အာယုံကဒီတဲ့ကိုရောက်သွားတဲ့အတွက်အထူးကျန်တဲ့ feel ကိုမသိတော့ဘူး နောက်တစ်ခုကကိုကဘာဝါဒနာပါလဲပေါ့အာဥပမာစိတ်ဆိုရင်အများဆုံးလုပ်တဲ့တာဟင်းချက်တာအဲစိတ်ဒီ UK မှာနေခဲ့စဉ်ကအထီးကျန်တဲ့ feeling ကိုစိုးစိုးဝါးဝါးတော်တော်ခံစားခဲ့ရပါတယ်အဲတော့အထီးကျန်တာ home sit အိမ်ကိုလွမ်းတာအဲ့လိုအခြေမျိုးဆိုဘာလုပ်လဲတအားဝမ်းနဲ့လာတဲ့အခါကျရင်ကိုနဲ့ time zone မတူတဲ့မိသားစုတွေကို communicate လုပ်ဖို့ကလည်းအဆင်မပြေဘူးအဲ့ခါကျရင်ဘာလုပ်လိုက်လဲဆိုတော့ ထပြီးဈေးသွားဝယ်လိုက်တယ်ကိုစားကျင်တဲ့ဟာလေးတွေရောအာရှအစားတောက်လေးသွားဝယ်လိုက်တယ်ဝယ်ပြီးဟင်းချက်တယ်ဥမာကြသားဟင်းချက်စားမယ်ဒါမှမဟုတ်ဆိုရင်ငါဒီနေ့စီချက်ခေါက်ဆိုလှုပ်စားမယ်ဆိုကိုပါအသားတွေချက်တယ်ပြီးတယ်ချွတ်တယ်အသီးရွက်တွေကြော်မျိုးအဲ့လိုမျိုးတစ်ခုမဟုတ်တစ်ခုကိုကကိုဝါသနာပါတော့လုံနေရတဲ့အတွက်ဒီ feeling ကိုကိုကမသိတော့ဘူးပြီးရခါကျရင်သူက work done နေနဲ့အစားတောက်ထွက်လာတယ်ဒါကိုစားရတဲ့အခါကိုပျော်တယ်အဲ့ဒါမှမဟုတ်ရုပ်ရှင်ကြည့်ရတာပြောရစလို့ကိုကြိုက်တဲ့စကားတွေလိုက်ရှာတော့အဲ့တော့ရုပ်ရှင်လေးကြည့်ရင်မုံလေးစားရင်ဒီအချိန်ကိုဖြတ်တန်းလို့ရတယ်ဒါမှမဟုတ်အားကစားဝါသနာပါတဲ့သူဆိုရင်ဘောလုံးကံမလားဒါမှမ ောင်းမို့စက်တောင်းရိုက်မလားပြီးတော့ကိုကကိုဝါသနာပါတဲ့သူဟူကြီးကိုနဲ့ဝါသနာတူရဲ့သူတွေနဲ့ကိုက communicate လုပ်ထားဖို့အရေးလိုအပ်တယ်ပေါ့နော်ဘောလုံးကန်နေကြတငယ်ချင်းလေးနဲ့ချိန်ပြီးဘောလုံးကန်တာမျိုးဒါမှမဟုတ်စာအုပ်ဖတ်နေကြမိတ်ဆွေပေါင်းတဲ့တော့ဖုန်းဆက်ပြီးစာအုပ်တော့ကြောင်းဆွေးနွေးတာမျိုး discuss လုပ်တာမျိုးပေါ့အရေးကြီးဆုံးအချက်ကဝါသနာပါပဲကိုရဲ့ဝါသနာတစ်ခုနဲ့အမြဲရှိအတူရှိနေတဲ့သူကအထီးကျန်တဲ့ feeling ကိုမခံစားရအောင်နောက်တစ်ခုကကျတော့ဒီ social media တွေကိုတုံးတာအောင် short ဖို့ ဘယ်ချိန်မှာ break လောက်ရအောင်လဲဆိုတော့ခုခုသိဖို့လိုပါတယ်။တနေ့ကုန် new feed ကိုပို့နေရတဲ့အခါကျရင်ကို့မှာတကယ်ရှိတဲ့တကယ် engage လုပ်လို့ရပါတယ်။လူတွေရှိနေတာကိုမေ့ပြီးတော့ဒီ social virtual world ထဲမှာပဲမျောပြီးတော့အထီးကျန်တဲ့ခံစားချက်ကိုခံစားရစေပါတယ်။နောက်တစ်ခုကဒီ social media အသုံးပြုခြင်းရဲ့ side effect အနေနဲ့ depression တို့အဲ loneliness feeling တို့ကဝင်တတ်တယ်။ဒါကြောင့်မလို့ social media ကိုလည်းအကန့်အသတ်လေးနဲ့သုံးမှုအဲအဲ့ဒီစားကိုရဲ့တကယ်ဘေးမှာရှင်မိသားစုရဲ့တငယ်ချင်းတွေနဲ့အပြင်မှာတွေ့တာစကားပြောတာအဲ့လိုမျိုးလေးလုပ်ဖို့အရေးကြီးပါတယ်။ တယ်။နောက်အရေးကြီးဆုံးတစ်ချက်ကိုပြောချင်ပါအဲ့ဒါကဘာလဲဆိုတော့ကိုကိုကိုပို့ချစ်ပြီးဂယုဆိုင်ပြီးပို့ပါ။တယောက်တည်းနေရတဲ့အခါမျိုးမှာဆိုရင်အဲငါငါကိုငါ ပိုပြီးကောင်းအောင်ပိုလှအောင်ပိုချမ်းမအောင်ပိုတော်တခုခုဘာလို့ပေးမလဲပေါ့နော်ဆရာအာပညာရဲ့ကြီးအရန်စ조사တင်ယူလေးလာနေဖို့ဆိုလိုတာမဟုတ်ဘူးကိုကခုခုကိုပိုချစ်တယ်ဆိုကိုကဆိုပါစို့အစားအသောက်ကိုကြိုက်တဲ့သူဆိုကိုကြိုက်တဲ့အစားအသောက်လေးကိုတနေ့တစ်မျိုးဘာကြီးလှုပ်ရှားမလဲဆိုတာလေးကိုစဉ်းစားကြည့်ကြည့်အဲ့တော့ငါအာဥမာအာရှမ်းခေါက်ဆက်ကြိုက်တဲ့ဆမ်းခေါက်ဆက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးတွေကိုအဲ YouTube မှာရှာပြီးကြည်တာမျိုးခိတ်မှုဘယ်လိုလုပ်ရလဲဆိုတာ YouTube မှာရှာကြည့်ပြီးတော့အဲ့တန်းကိုက try ကြည့်ဒီလိုလုပ်လို့ရတယ်နောက်တစ်ခုကကြတော့ကိုက ပို့ပြီးကျမ်းမာခြင်းလဲဆိုရင်အဲဟာ homework ကောက်လေးတွေ video ကြည့်အဲ့တိုင်း like လုပ် တိလာကိုကိုဒါခယူးဆိုင်ပြပဲဝါကောက်လုပ်ခြင်းအဖြစ်ကိုကြိုက်တဲ့အစားအသောက်လေးကျွေးခြင်းအဖြစ်ဒါမှမဟုတ်လေကိုစိတ်ဝင်စားတဲ့စာအုပ်အစားအုပ်စာပြဖတ်ခြင်းရတော့လေဘေးနားမှာလူရေပနယောက်မှမရှိတဲ့ကိစ္စမရှိဘူး။ तू ကဒီဝိတုဇလန်းထဲမှာဖတ်လိုက်တဲ့ခါမှာကိုကအာယုံဝင်သွားတယ်ဒီဇက်ကောင်နေဒီမိသားစုတွေကကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေဖြစ်လာတဲ့အတွက်ကိုကပတ်ဝန်းကျင်အသစ်မှာရှင်သန်နေထိုင်ရလို့ခံစားချက်မျိုးရတဲ့အတွက်အထီးကျန်မဆန်တော့ဘူး။ဒါကြောင့်မလို့ကိုကိုကိုချစ်တဲ့အထဲမှာစာအုပ်စာပြဖတ်ဖို့လည်းဆရာဖြည့်ဆွက်ပြီးပြောချင်ပါတယ်။ ဒါဆိုရင်တော့အထီးကျန်ဆန်တဲ့ခန်းစားချက်တစ်ခုဖြစ်လာတဲ့အခါကျရင်ငါအထီးကျန်နေပါလားဆိုရဲဒီခန်းစားချက်ကိုအာယုံမဆိုင်နေပဲကိုကိုကိုအလုံးရှုပ်အောင်ကိုဝါသနာပါတဲ့အရာလေးတွေဘာလုံးမလဲကိုပျော်အောင်ဘာလေးလုံးလို့ဆိုစဉ်းစားပြီး try ကြည့်ဖို့ပြီးတော့ဒီ virtual world မှာပဲမပိတ်မိနေပဲနဲ့အပြင်ကရှိတဲ့တငယ်ချင်းအပေါင်းအသင်းတွေနဲ့ engage လုပ်ဖို့စိတ်ကတော့အထင်ချုပ်လေးမျှော်ဝေခြင်းပါတယ်ဒီ video လေးကိုအဆုံးထိကြည့်ရှုပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးအားလုံးအထီးကျန်ခြင်းကိုအောင်မြင်စွာလွန်မြောက်နိုင်ကြပါစေရှင့် thank you thank you